ရာသီသစ်တွေကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာတဲ့ AR United အသင်းဟာနီးပြအပြောင်းလဲတွေပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့ရာသီကမှခန့်အပ်ခဲ့တဲ့နီးပြဥပူပူအောင်ရဲ့နေရာမှာနီးပြချုပ်အဖြစ်ဥချစ်နိုင်ကိုခန့်အပ်လိုက်တယ်လို့မလ29ရက်နေ့ကအသင်းရဲ့ Facebook စာမျက်နှာကနေတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ AR United အသင်းဟာလာမယ့်ရာသီသစ်မှာမြန်မာ National League ဖလားပြိုင်ပွဲနဲ့ပြည်တွင်းအမှတ်ပေးဖလားပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီကအတင်းကိုကင်တွေရာမှာစွမ်းဆောင်ရည်ပိုင်းညံဖင်းခဲ့တဲ့နိပြဥပ္ပဘောအောင်ရဲ့နေရာကိုအစားထိုးခဲ့တာလည်းဖြစ်ပါတယ်။နိပြတိဖြစ်လာတဲ့ဥချစ်နိုင်ဟာနိပြဘောကို1996ခုနှစ်မှာစတင်ခဲ့ပြီးတိုင်းနယ်ပြည်နယ်အတင်းတွေကိုစတင်ကင်တွေခဲ့သူလည်းဖြစ်ပါတယ်။အိမ်တော်မန္တလေးအာကာသိပ္ပံအတင်းကိုကင်တွေခဲ့ပြီးမြမလက်ရွေးစဉ်ကစားမားကောင်းတွေမွေးထုတ်ပေးနိုင်ခဲ့တဲ့နိပြတူလည်းဖြစ်ပါတယ်။ ဥချင်နိုင်ကမြို့မလေးရွေးစဉ် U19 U21 အသင်းတွေကိုနီးပြအဖြစ်ကင်တွေခဲ့ပြီး2009ခုနှစ်မှာမြို့မလေးရွေးစဉ်အမျိုးသမီးအသင်းအား၎င်းနီးပြအဖြစ်ကင်တွေခဲ့သူတူဖြစ်ပါတယ်မြန်မာ National League လက်အသင်းတွေမှာတော့မကွေးအသင်းနဲ့ City Yangon ISB အသင်းတွေကိုကင်တွေခဲ့ပြီးတဲ့ဝါရင်အထွေကြုံရှိနီးပြတူဖြစ်ပြီး AR United အသင်းကိုတော့မလ30ရက်နေ့မှာစတင်ကနိပြချုပ်အဖြစ်ကင်တွယ်သွားမှာဖြစ်တယ်လို့သိရပါပါခင်ဗျာ။